အားလုံးမင်္ဂလာပါအဝင်း channel မှာကြိုဆိုပါရစေကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့အမျိုးသားများအတွက်ဘတော်မှာမလုတင်တဲ့အရာများဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်အမျိုးသားတွေလို့ပြောကြတဲ့ကအမျိုးသားတွေမှာသာရှိတဲ့လိန်တန်အကြောင်းပြောမယ်ဆိုတာအများစုကသိမှာပါလိန်တန်ပဲနဲ့ဆိုတာအဖိုလိန်ငါဖြစ်တယ်ဆိုတာကလည်းလူတိုင်းသိနေမှာပါလိန်တန်ဖွဲ့စည်းပုံအကြောင်းကိုအချင်းပြောရမယ်ဆိုရင်လိန်တန်ရဲ့အရှိဆုံးအပိုင်းကို shut လို့ခေါ်ပါတယ်အဖျားပိုင်းမှာတော့ glands ဥကောင်းရှိပြီးစီးနဲ့တုတ်ထွက်တဲ့အပေါက်ကို meatus လို့ခေါ်ပါတယ်အတွင်းပိုင်းမှာ corpora cavernosa လို့ခေါ်တဲ့ cylinder ပုံစံအခန်းတစ်ခုရှိပါတယ် urethra ဆိုတဲ့ပြုံကစီးနဲ့တုတ်စီးဆင်းတဲ့လမ်းကြောင်းပါလိန်တန်ဘလို့အလုတ်လုတ်တယ်လေမမကာကြီးက လိန်တန်မကြောခြင်း erection လိန်တန်မကြောတာဟာတွေးရည်နဲ့ပြည်သွားလို့ဖြစ်ပါတယ်ဒီဖြစ်စဉ်မှာအုံနောက်ကနေစတင်ပါတယ်မြင်တာခံစားတာဓမ္မမဟုတ်စဉ်းစားတာ တခုခုကြောင့်အာယုံကြောတွေကတွေးကြောတွေကို message ပို့ပါတယ်တွေးလွတ်ကြောတွေပွင့်လာပြီးတွေးပို့ဝင်လာစေပါတယ်တစ်ချိန်တည်းမှာပဲတွေးပြန်ကြောတွေကပိတ်သွားပါတယ်ဝင်လာတဲ့တွေးတွေဟာကော်ပိုရာဂါဗာနိုစာထဲမှာဖိအားကြောင့်ပိတ်မိနေပြီးလိန်နံကိုမကြောစေပါတယ်တွေးစည်းဝင်မှုရပ်သွားပြီးတွေးပြန်ကြောတွေပြန်ပွင့်သွားရင်လိန်နံဟာပျော့သွားပါတယ်ခါခွေတုတ်လွတ်ခြင်း ejaculation လိန်စိတ်နှိုးချလာတဲ့အခါဘာသာ differential ဆိုတဲ့ပြွန်တွေက ွေးစိကနေပြီးတော့တုတ်ပိုးတွေကိုယူရီထရာစီကိုညှစ်ထုတ်ပါတယ်။လိန်စိတ်အမြင့်ဆုံးရောက်တဲ့အခါကြိုးရိုးမှစီအချက်ပြပြီးလိန်နံအောက်ခြေကကြွက်သားတွေကိုအ мян ကျုပ်စီပါတယ်။ဒီလိုကျုပ်လိုက်ခြင်းကြောင့်တုတ်ကိုလိန်နံအပြင်ကိုတွန်းထုတ်လိုက်ပါတယ်။တုတ်လွတ်တာဟာသားဆက်ချဖို့အတွက်ဆင်ငယ်ပြောင်းလဲမှုအရာပျော်ရွှင်မှုကိုခံစားရပြီးအုံနောက်ကပျော်ရွှင်ကျေနပ်စီတဲ့ဓာတုပစ္စည်းတွေထုတ်ပေးပါတယ်။ပန်းတီပန်းညူဘလူဖြစ်လာတယ်လေ။ ပန်းတီပန်းညိုးဆိုတာလင်းဆက်ဆံမှုအတွက်လုံလောက်တဲ့လင်းဒံမာကျောမှုမရရှိနိုင်ခြင်းဓမ္မမဟုတ်ထိမ်းမထားနိုင်ခြင်းကိုဆိုလိုတာပါဒါကို importance လို့လည်းခေါ်ပါတယ်တခါတလေဖြစ်တာက စိုးရိမ်စရာမရှိပေမဲ့ဇက်တိုင်ဖြစ်နေရင်တော့ဆက်ဆံရေးတွေကိုထိခိုက်စေနိုင်ပါတယ်ရုပ်ပိုင်းဆိုင်ရာအကြောင်းရင်းတွေကတော့နှလုံးရောဂါဓမ္မမဟုတ်စီးကျူရောဂါလိုမျိုးကျန်းမာရေးအခြေအနေတွေကြောင့်ဖြစ်နိုင်ပါတယ်စိတ်ပိုင်းဆိုင်ရာအကြောင်းရင်းတွေကတော့စိတ်ဖိစီးမှု stretch စိုးရိမ်ပူပန်မှု anxiety နဲ့အခြားစိတ်ပိုင်းဆိုင်ရာပြဿနာတွေကလည်းဖြစ်စေနိုင်ပါတယ်။တရံတစ်ခါမှာရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာအကြောင်းအရင်းနှစ်ခုစလုံးကလိန်တန်မာကျောမှုကိုအနှောက်ယှက်ပေးတတ်ပါတယ်။လိန်တန်ကျမ်းမာရေးအတွက်ဘယ်ယာတွေမလုတ်တင်မှုဆိုတဲ့အချက်ဆက်ချက်ကိုပြောပြပေးပါမယ်။နံပါတ်၁သင့်လိန်တန်ကိုလှစ်လို့မရှိပါနဲ့။သင့်လိန်တန်ရဲ့လုပ်ငန်းဆောင်တာဟာသင့်ကျမ်းမာရေးအတိုင်းအတာတစ်ခုပါပဲ။ လိန်နံမှာကြောမှုပြဿနာဟာနှလုံးရောဂါဖြစ်နိုင်ကြီးရဲ့ရှေ့ပြေးနမိတ်တစ်ခုပါပဲလို့ပြောနိုင်ပါတယ်။လိန်နံကောင်းကောင်းမှာကြောနေရင်တင့်ခန္ဓာကိုယ်ရဲ့သွေးစိစိမှုနဲ့ဟော်မုန်းတွေကောင်းမွန်နေတယ်လို့ပြောပြနေတာပါ။နံပါတ်1ကိုပိုင်းစီနီးတွေကို DIY လုံးဝမလုပ်ပါနဲ့။လိန်နံကိုပိုရှိအောင်ပိုကြီးလာအောင်အိမ်မှာလုပ်တဲ့စီနီးတွေဟာဘေးကင်းတယ်ဆိုတာမရှိပါဘူး။ဂျယ်ကင်းလို့ခေါ်တဲ့ကိုတိုင်း ဆန့်ထုတ်နည်းကလိန်နံကိုအချိန်ကြာလာရင်ပေးငယ်တဲ့ဒဏ်ရာတွေဖြစ်စေနိုင်ပါတယ်။ဒီလိုဒဏ်ရာတွေကလိန်တံမာကျော်မှုအားနည်းခြင်းကိုဥတီစေနိုင်ပါတယ်။ကိုယ်တိုင်လုပ်ထားတဲ့ရစ်ပတ်ကြို construction ban တွေ့သုံးတာဟာအသက်အန္တရာယ်ရှိတဲ့အထိအန္တရာယ်များပါတယ်။ဒါတွေကိုဘယ်တော့မှမလုပ်ပါနဲ့။နံပါတ်3နှံရှင်းအောင်ထားပါဒါပေမဲ့ပြင်းထန်စွာမဆေးကြောပါနဲ့။အရေးပြားလှန်နိုင်ရင်အမြဲလှန်ပြီး အောက်ကနေရာတွေကိုတေချာ တန့်ရှင်းပေးပါ။တန့်ရှင်းရေးမလုပ်ရင် blepharitis လိုမျိုးကုဆက်ပိုးဝင်တာတွေဖြစ်နိုင်ပါတယ်။အရေပြားလှန်နိုင်တာဟာရှားပါးတဲ့လိန်နံကင်ဆာကိုကာကွယ်နိုင်တယ်လို့စောစည်းစွာစစ်ဆေးဖို့လည်းအရေးကြီးပါတယ်။အနံ့ပြင်းတဲ့ဆက်ပြားတွေဓမ္မမဟုတ်ပြင်းပြင်းထန်ထန်ပုတ်တိုက်ဆေးကြောဓာတ်တွေကိုရှောင်ပါ။နံပါတ်၄နာကျင်မှုဓမ္မမဟုတ်အခြားတတိပီးလက္ခဏာတွေကိုတစ်လူမရှိပါနဲ့။လိန်နံမှာပြဿနာ အနာသွေးပါတာ နာကျင်တာတစ်ခုခုရှိရင်ဆရာဝန်နဲ့အမြန်ပြပါဒီလက္ခဏာတွေဟာလိန်နံမတဆင့်ကုဆက်ယောဂစီလန်းချောင်းပိုးဝင်တာဒါမှမဟုတ်စိတ်အိမ်ကန်ဆာလိုမျိုးပိုဆိုးတဲ့အခြေအနေတွေဖြစ်နိုင်ပါတယ်အထူးသဖြင့်လိန်နံပေါ်ကအနာအဆာတွေကိုဖြစ်လူရှုရင်ပြင်းထန်တဲ့လိန်ဒံကန်ဆာဖြစ်လာနိုင်ပါတယ်စောစောကုသရင် နောက်ကျမှကုတာထက်အများကြီးပိုကောင်းပါတယ်နံပါတ်5ထိန်းချုပ်မှုရှိပါစေလုံခြုံပါစေ အကာအကွယ်မဲ့လိန်ဆက်ဆံခြင်းကိုအများရန်ရှောင်ပါကွန်တုံးအမျိုးမျိုးရှိလို့ကို့အတွက်အဆင်ပြေဆုံးကိုရှာပါပြင်းပြင်းထန်ထန်လိန်ဆက်ဆံနေချိန်မှာမတော်တဆအယိုးထိမိပြီးလိန်နံကျိုးနိုင်ပါတယ်ပနိုင်း fracture လိန်နံဟာအယိုးမရှိတဲ့အရာဖြစ်တယ်ဆိုပြီးမကျိုးနိုင်ဘူးလို့မထင်ပါနဲ့ဒီလိုမျိုးကျိုးပြီးဆေးရုံရောက်လာတဲ့လူနာတွေမကြာခဏတွေ့နေရပါတယ်လိန်နံကျိုးရင် ပောက်ကွဲသံကိုကြားရပြီးအယမ်းနာကျင်တာလိန်နံကခရမ်းကျင်သည်လို့ဖူးယောင်လာပါတယ်ဒီလိုဖြစ်ရင် အရေးပေါ်ခွဲစိတ်ကုသမှုခံယူဖို့စီရင်ကိုချက်ချင်းသွားရပါမယ်ချောစီလူပရီကန်ကိုအသုံးပြုတာပိုပျော်စရာကောင်းပြီး မတော်တဆဖြစ်တာကိုကာကွယ်ပေးပါတယ်နံပါတ်6အပူမပေးပါနဲ့ဂွေးစီတွေဟာတုတ်ပိုးထုတ်လုပ်ဖို့အတွက်အေးများတဲ့အပူချိန်ကိုလိုအပ်ပါတယ်ရေဘူးစိန်ကန်များရေနွေးငွေ့ခန်းများ steam room တွေကို အများကြီးအသုံးပြုတာရှောင်းပါ laptop ကိုသုံးတဲ့အခါဖုန်းကို ရှေ့အိတ်ထဲမှာထည့်တဲ့အခါအပူဓာတ်ကဂွေးစိကျမ်းမာရေးကိုထိခိုက်စေနိုင်ပါတယ်ဒါတွေကိုအထူးပြုစိုက်ပြီးရှောက်ပါနံပါတ်9မြင်သားပါစေကိုယ်တိုင်ဖြည့်ဖြောက်တဲ့အခါပြင်းထန်တဲ့ဖိအားနဲ့ depth grip လိုမျိုးအလွန်အမင်းညစ်တာမျိုးရှောက်ပါဒီလိုလုပ်တာဟာလက်ထွဲပေါ်နဲ့ဆက်ဆံတဲ့အခါရတဲ့လှုပ်ဆော်မှုနဲ့ကွာခြားနေပြီးလိန်စိတ်နှိုးချမှုဒါမှမဟုတ်လိန်တံမှာကြောမှုအား ထိမ့်သိမ်းရမှာပြဿနာဖြစ်လာနိုင်ပါတယ်ချောစီတုံးပြီးပြောချင်အောင်လုပ်ပါနံပါတ်၈စလိတ်မတောက်ပါနဲ့ကျန်းမာရေးကိုယူဆိုင်ပါစလိတ်တောက်တာဟာလိန်တန်မှာကြောမှုအားနည်းခြင်းကိုတရားရာဂိုင်းတုံးဖြစ်စေနိုင်ပါတယ်ကျန်းမာတဲ့နေထိုင်မှုပုံစံကတင့်လိန်တန်ကျန်းမာရေးအတွက်အရေးကြီးဆုံးပါပဲကျန်းမာတဲ့အစားတောက်စားပါအရက်ကိုလျှော့ပါမှန်မှန်လေ့ကျင့်ခန်းလုပ်ပါအီရိုပစ်လေ့ကျင့်ခန်းကတွေးစီစဉ်မှုကိုကောင်းစေပြီး လေးမှလိကျင်ခံကတက်စတိုစတရုန်အတွက်ကောင်းပါတယ်စိတ်ဖိစီးမှုကိုလည်း short ချဖို့ကြိုးစားပါနံပါတ်9ကိုယ့်ကိုမြင်တာပါလိန်နံလုပ်ငန်းဆောင်တာနဲ့ပတ်သက်ပြီးပြဿနာရှိရင်ကိုယ့်ကိုဖိအားတွေမပေးပါနဲ့စိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှုတွေဟာလိန်ဆက်ဆံချိန်မှာလိန်ဒံမှာကြောဖို့ပိုခက်ခဲစေပြီးစိုးရွားတဲ့တန်တရာကိုဖြစ်စေပါတယ်လိန်နံရဲ့လုပ်ငန်းဆောင်တာဟာအငြင်းန်းတည်ရင်တာမဟုတ်ပါဘူး တရံတခါအစစ်မပြေတာဟာပုံမှန်ပါပဲနံပါတ်30သုံးပါဒါမှမဟုတ်ဆုံးရှုံးသွားမှာပါ use is or lose is ညဘက်မှာတင့်ခန္ဓာကိုယ်ကလိန်တန်မာကြောမှု3ချိန်ကနေ5ချိန်အထိအလိုလျောက်ဖြစ်ပေါ်စေပါတယ်ဒီမာကြောမှုတွေဟာလိန်တန်ကိုအောက်ဆီဂျင်ကောင်းကောင်းရတဲ့သွေးစစ်ဆင်းမှုရအောင်ကာကွယ်ပေးနေတာပါညဘက်လိန်မာကြောမှုမရှိတော့ရင်လိန်တန်ကနည်းနည်းလေးကျုံသွားတာမျိုးဒါမှမဟုတ် တိရှူးတွေမှာအမာရွတ်တွေဖြစ်တာမျိုးဖြစ်နိုင်ပါတယ်။စန္ဒနေပြီးလိန်ဆက်ဆံမှုကိုရှောင်ရင်လဲလိန်စန္ဒဟာဆက်လက်ညောနေသွားနိုင်ပါတယ်။ဒါတွေကိုအချင်းချုပ်ပြောပြပါမယ်။လိန်တန်ရဲ့လုပ်ငန်းဆောင်တာဟာတင့်ကြမှာကြီးအခြေအနေကိုဖော်ပြနေပါတယ်။လိန်တန်မာကြောမှုအားနေတာဟာနှလုံးရောဂါဖြစ်နိုင်ကြီးရဲ့ရှေ့ပြေးနမိတ်ပါ။လိန်တန်ကိုဘယ်အရာတွေမလုပ်တင်တယ်။လိန်တန်ကိုပူရှည်ပူကြည့်လောက်အိမ်မှာလုပ်တဲ့နီလန်းတွေကဘေးကင်းတယ်ဆိုတာမရှိပါဘူး။ ဂျယ်ကင်လို့ခေါ်တဲ့ကိုတိုင်ဆန့်ထုတ်ခြင်းကဒဏ်ရာရစီပြီးလိန်တန်မကြောမှုအားနေခြင်းကလည်းပန်းတည်ပန်းညှို့အထိဖြစ်စေနိုင်ပါတယ်။ကိုတိုင်လှုပ်ထားတဲ့ရစ်ပတ်ကြိုးတွေတုံးတာဟာအသက်အန္တရာယ်ရှိတဲ့အထိအန္တရာယ်များပါတယ်။ဒိန်တန်ဘဝနာကျင်မှုတွေးပါတာဒါမှမဟုတ်အနာရီကိုမဖြစ်မနေဆရာဝန်နဲ့ပြတ်သားသင့်ပါတယ်။အနာရီကိုလှစ်လူရှုရင်ပြင်းထန်တဲ့လိန်တန်ကင်ဆာဖြစ်လာနိုင်ပါတယ်။အရှိပြားလှန်နိုင်ရင်အမြဲတမ်းလှန်ပြီးအောက်ကိုတေးချာ တန့်ရှင်းပေးပါပြင်းထန်တဲ့ဆက်ပြာတွေဒါမှမဟုတ်ပြင်းပြင်းထန်ထန်ပုတ်တိုက်စီးကြောတာမျိုးကိုရှောင်ပါလေဆက်ဆံတဲ့အခါလုံခြုံရေးကိုအမြဲဦးစားပေးပါချောစီလူပရီကန်ကိုတုံးတာက မတော်တဆဖြစ်တာကိုကာကွယ်ပေးပါတယ်ပြင်းပြင်းထန်ထန်လေဆက်ဆံတဲ့အခါလိန်နံကျိုးတာပနိုင်းဖရက်ချာဖြစ်နိုင်ပါတယ်ကျိုးရင်ချက်ချင်းခွဲစိတ်ကုသဖို့လိုအပ်ပါတယ်ဂွေးစိတွေဟာအေးမြတဲ့အပူချိန်ကိုလိုတာကြောင့်ရည်ဘူးစိန်ကန်တွေရည်နှင်းငွေခန်းတွေရှောင်ပါလက်တော့အပူနဲ့ ုံးအပူတွေဟာဂွေးစီကျမ်းမာရေကိုထိခိုက်စေနိုင်ပါတယ်။ကိုယ်တိုင်ဖြည့်ဖြောက်တဲ့အခါပြင်းထန်တဲ့ဖိအားနဲ့ death grip လိုမျိုးမလုပ်ပါနဲ့။ဒီလိုလုပ်ရင်လက်တွဲပေါ်နဲ့ဆက်ဆံတဲ့အခါမာကျောမှုထိမ့်သိမ့်မှုခက်ခဲလာနိုင်ပါတယ်။စစ်လိတ်တောက်တာဟာလိန်နံမာကျောမှုအားနည်းခြင်းကိုတရားရာဂိုင်တုံးဖြစ်စေပါတယ်။ကျမ်းမာတဲ့နေတိုင်မှုပုံစံလက်ကျင်ကနဲ့စိတ်ဖိစီးမှုလျှော့ချတာဟာအရေးအကြီးဆုံးပါပဲ။လိန်နံလုပ်ငန်းဆောင်တာနဲ့ပတ်သက်ပြီးစိတ်ဖိအားတွေမပေးပါနဲ့။ စိတ်ဖိစီးမှုကပြဿနာကိုပိုဆိုးစေပါတယ်။ညဘက်လိန်နံမှာကြောမှုမရှိတော့ရင်လိန်နံကကျုပ်သွားတာမျိုးဖြစ်လာနိုင်ပါတယ်။လိန်ဆန္ဒနည်းပြီးလိန်ဆက်ဆံမှုကိုရှောင်ရင်နှစ်ရဲ့လိန်ဆန္ဒဟာလည်းဆက်လက်ယောနေသွားနိုင်ပါတယ်။အဆအဆုံးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်နောက်တော့လည်းကြည့်ရှုနိုင်တဲ့ subscribe တစ်ချီပြပြထားပါလို့တာရက်ခါရတယ်။ like နဲ့ share လုပ်တဲ့နှိပ်ပေးစီခြင်းပါတယ်။လူသားအားလုံး လွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ရပါလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးဆုပြတ်ပါတယ် Happy Great Day